ဖြစ်ကမနစ်ကနဲ့မတူတော့ဘူးဟာဒီနေ့ကပိုဆိုးသွားရင်ကချင်ပြည်နယ်ချီဖွေမြို့မှာမိုးများပြီးတောင်ကျချောင်းရေရှမ်းမှုကြောင့်နေအိမ်တချို့ရေထက်မျိုးပါသွားခဲ့ပြီးဒေသခံလူဦးရေ800လောက်ဟာရေဘေးဒုက္ခကြုံတွေ့နေရပါတယ်မြစ်ချနာမြို့ရဲ့အထက်ပိုင်း85မိုင်ခန့်အကွာမှာရှိတဲ့ချီဖွေမြို့မှာမေလ30ရက်နေ့ကတည်းကမေခမြစ်ရေတက်လာတာဖြစ်ပြီး31ရက်နေ့မှာတော့မြစ်ရေရှမ်းမှုကြောင့် နေအိမ်တွေပြက်စီးကနေအိမ်၁၀လုံးလောက်လဲမြင့်ရည်နဲ့အတူမျိုးပါသွားရဲ့လို့ဒေတာခန့်တွေကဆိုပါတယ်။မနစ်ကချက်ဒီနေ့ကတော့ရေဝင်တာဆောင်းရဲဒါတော့မှကျွန်တော်ဒီနေ့စမိုးမိုးရတရားဆပဲရှိသေးရပေါ့နော်။ဒီနေ့ကရေဝင်တာဆောင်းရဲပြင်ရေကြီးတာလည်းမြန်တယ်။ပြီးတော့ကျွန်တော်ရေနဲ့ပိုကြီးရဲ့လို့ပြောဒါတော့ကျွန်တော်ဒီချီဖွေမျိုးချင်းကမျိုးချင်းနဲ့ဆင်းတဲ့ဒီချီဖွေချောင်းနေပါရဲ့အလောက်ရေမကြီးသေးဘူးတဲ့။ဒါတော့မေခမြင့်ရေကြီးမှုပဲရှိသေးတယ်။ ဒီကျွန်တော်ဘက်တောင်ပေါ်ဘက်လည်းမိုးရွာတာအဆက်မပြတ်ပဲလေအခုဒီနေ့အခုချိန်ကြီးမိုးရွာနေတယ်ကျွန်တော်ဘက်မှာမိုးရွာတာနှစ်ပတ်ကျော်တောင်ပတ်နေပါရှိလာပြီဟုတ်တယ်အင်္ဂါရောစိန်ထမနေဘူးဟုတ်တယ်စိန်ထမနေတော့ဘူးပါသွားတော့ချီဖွေမြို့မေခမြက်ဘေးကရစ်လော်ခေါင်ရက်ွက်နဲ့ကမ်ပိုင်ယံရက်ကကဒေတာခံပီတူတို့ရဲ့နေအိမ်နဲ့စစ်ဘေးရှောင်ပီတူတို့ရဲ့နေအိမ်တွေမျောပါသွားခဲ့ရတာလို့သိရပါဗျ။ ချီဖွေမြို့မှာရှိတဲ့လုံဝနစ်ချင်းအတင်းတော် LBC စစ်ဆောင်စခန်းနဲ့ကချင်နစ်ချင်းအတင်းတော် KBC စစ်ဆောင်စခန်းမှာခိုးလုံနေတဲ့ဇနောက်ဒေတာခန်းနဲ့လောက်ခေါ်ဒေတာခန်းတွေလည်းမနေ့ကတည်းကဖျားเจ้าတွေနဲ့ရေလွတ်ရာဒေတာကိုပြောင်းရွှေ့နေထိုင်ကြရပါတယ် PP နဲ့တခြားအင်းတွေတော်တော်များများတော့ပါသွားပြီပြီးတော့ဒီစစ်ဆောင်ရေစစ်ဆောင် LBC စစ်ဆောင်ရေဒီ KPC စစ်ဆောင်ရေပေါ့နော်အားရရောအကုန်စစ်ဆောင်တော်တော်များများအကုန်ပါတော့ဟုတ်ဒီအကုန်ပေါ်မှာလုထားတဲ့စစ်ဆောင်ပဲနဲ့အနည်းချင်းပဲကျွန်တော်မှာတော်တော်များများစစ်ဆောင်ကတော့ဒီလေကွင်းဘက်မှာလုထားဆိုတော်တော်များများအားပါတော့ဟုတ်တယ်ချီဖွေမြို့မှာဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေရ10လလောက်ရှိပြီဖြစ်ပြီးလက်စမီပြတ်တောက်နေရလဲ4ရက်လောက်ရှိပြီလို့သိရပါဗျ။ လက်တလောချီဖွေမြို့မှာမိဆက်နိုးဖို့ဓာတ်စီတကလန်ကို36000ကျပ်တိပေးဝေနေရပြီးလူတလောက်ဝယ်ယူလို့မရဘူးလို့လည်းဒေတာခန့်ရဆိုပါတယ်။ကချင်ပြည်နယ်မှာမေခမြင့်ရဲ့အပြင်မလီခမြင့်ရဲ့လည်းမြင့်တက်နေပြီးမိချနာမျိုးရှိမြေနှင့်ရက်ွက်တချို့မှာမနှိညကတည်းကရက်ွက်တွေထဲရေဝင်နေပြီလို့ဒေတာခန့်ရပြောပါတယ်။ မြစ်ကြီးနားမြို့အေယာဝတီမြစ်ရဲရဲ့စိုးရင်ရေအမတ်ဟာ1000စင်တီမီတာဖြစ်ပြီးဇွန်လတရက်နေ့ဝန်လေ17ရက်ခွဲတိုင်းတာချက်အရ1105စင်တီမီတာရှိရလို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။နောက်24နာရီအတွင်းစိုးရင်ရေအမတ်ကိုရောက်ရှိလာနိုင်တယ်လို့လဲမိုးစလနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားပါတယ်။